အားလုံးပဲမင်္ဂလာပါဒီနေ့တရှိသင်မဲ့သင်ငယ်စာကတော့အခန်း3လေ့ကျင့်ခန်း3.6ကနံပါတ်1ကနေ6ဒီပဲဖြစ်ပါတယ်ကျိုးဒီခန်းမှာသင်ရမယ့်နော်အကြောင်းအရာတွေကတော့ဒသမကိန်းတို့အပေါင်းတို့မြောက်စာနော်ပြုလုပ်တဲ့တွက်ချက်တဲ့အခန်းမှဖြစ်ပါတယ်ဒသမကိန်းနေပေါင်းမယ်နှုတ်မယ်ဒသမနော်တော့အဲ့ဒီမှာစကလေးတို့ဒသမကိန်းနေပေါင်းမယ်နှုတ်မယ်ဆိုရင်ဒီလိုဘာလို့ပါလဲဆိုရင်ဒသမတွေကိုညီအောင်ထားရပါတယ် မြမတွေကိုပေါင်းတဲ့ခါမှာကျွန်တော်ရေရိုးအပြည့်ကိန်းတွေကိုပေါင်းတဲ့နေ့တိုင်းပေါင်းလို့ရတယ်ဟုတ်ပြီနော်အပြည့်ကိုလည်းကျွန်တော်ကဒသမအမှတ်ကိုအပြည့်မှာဆိုလို့ရှိရင်ဒသမအမှတ်ကိုမူလကိန်းရဲ့ဒသမအောက်တက်မှာလည်းရေးရပါမယ်တဲ့နော်ဟုတ်ပြီနော်ဒသမတွေကိုညီအောင်ထားပြီးတော့ကျွန်တော်ရေရိုးအပြည့်ကိန်းတွေပေါင်းလို့ပဲပေါင်းလို့ရပါတယ်ဟုတ်ပြီနံပါတ်၁ပါအောက်တွင်ပေးထားတဲ့ဒသမကိန်းများကိုပေါင်းပါတဲ့ဟုတ်ပြီနော်ဒါဒီမှာသူကကိန်းစုံတွေပေးထားတဲ့အရာတွေကိုပေါင်းပါ ။ဘာလို့လို့ရှိရင်အထက်ပါဘုရားတခုစီလေးနဲ့ရရှိခဲ့တော့ဖြစ်မှမူလကိန်းတခုကိုနှုတ်ချင်းဖြင့်ပေါင်းလက်များမှမမဆစ်စီတာပြောရမယ်ဆိုချင်းကြိုက်တာပေါ့နော်။ရင်းမြောချင်းကြိုက်ခိုင်းတာပါ။ဒါတော့ဒီနမကကြီးပါနမကကြီးကကုရသမရှင်နဲ့ဆယ်ရသမ3939ကိုကျွန်တော်ပေါင်းခိုင်းတာ။ပေါင်းတယ်ဆိုရင်ဒသမကိန်းကိုပေါင်းတဲ့အခါမှာအပြေကိန်းကိုပေါင်းလို့ရဲတွက်လို့ရတယ်။နောက်ကြလို့ရှိရင်ရှင်တို့ဒသမတွေကိုလည်းညီအောင်ထားလိုက်ရအောင်နော်။ဒါဆိုရင်ကိုဒသမရှင်နဲ့ပြည်စေဒသမ3.3ကိုညီအောင်ထားရတဲ့အခါမှာ ဒသမရည်ရွားယူနော်ဒသမရှိရကိန်းကြီးကအပြည့်ကိန်းကြီးနော်ဘွားကိန်း9ပါရအောက်က30အဘွားကိန်းမှာကအစစ်စစ်ယူပဲရှိတယ်အဘွားကိန်းကထောင်စစ်ရှိတယ်ပေါ့နော်ဒါဆိုပေါင်းလို့ရှိရင်ယူပေါင်းလို့ရတယ်အပေါ်မှာဘာမှမရှိဆိုရင်တုံညရည်ပဲရှိရတော့မှဘာမှမရှိတာတုံညရှိတယ်နော်အရင်တုံညနဲ့ငါးနဲ့ပေါင်းတော့ငါတုံညနဲ့သုံးနဲ့ပေါင်းတော့၃ရှိနဲ့တုံညနဲ့ပေါင်းရှစ်၉နဲ့၁၀နဲ့ပေါင်းတော့၁၉အဲ့လိုရတယ်အဲ့လောက်ရှိရတော့ကရရှိခဲ့တော့အဖြေကနေပြီးတော့နော်အဖြေ နော်ပြန်လဲစစ်ဆေးတဲ့ခါမှာရရှိခဲ့ပြရစကိုးတသမရှိတုံးကအဲ့ဒီရမှာဆိုတော့ဂိန်းတစ်ခုကိုနှုတ်ပါမှာလူလာခဲ့ရကိုးတသမရှိလဲကိုးတသမရှိကိုနှုတ်စလို့တစ်စေတသမ၃၃၅ကိုနှုတ်လို့ရတယ်အဲ့မှာဒီပေါင်းဝင်ရတဲ့ဂိန်းလေးကကိုးတသမရှိကိုနှုတ်ရင်တစ်စေတသမ၃၃၃၅ရပြီးတော့ရလာတဲ့အဖြေတွေကနေပြီးတော့တစ်စေတသမ၃၃၅ကိုနှုတ်လို့ရှိရင်ဘွားဂိန်းတစ်လုံးကိုးတသမရှိပြင်ရတယ်အဲ့လိုမပြင်ရတဲ့ဆိုရင်ဒီအဖြေမှန်တယ်ပေါ့ဒါကြီးဒီချက်ကကိုးတသမရှိကိုနှုတ်ကြည့်လိုက် နော်ရလာတဲ့အဖြေကဒီမှာသူတို့နှစ်ခုပေါင်းထားတယ်ကိုရသမားရှိနဲ့တစ်စိတသမားသုံးရသုံးကပေါင်းထားရင်ကိုရသမားရှိကိုအဖြေရကနော်ဒီပေါင်းတဲ့တရားနေနှုတ်မယ်ဆိုရင်တစ်စိတသမားသုံးရသုံးကရမှာနော်ဒါရင်တို့ရှိရနောက်မှာသုံးရရှိတယ်ငါးရက်သုံးရနှုတ်တော့ငါးသုံးရက်သုံးရနှုတ်တော့၃ရက်ရှိရရှိနှုတ်တော့၃ရက်သကိုရက်ကုနှုတ်တစ်စိဒါပြီးတို့ကတော့အဲဒါလေမူလာကိန်းဖြစ်တဲ့နော်တစ်စိတသမားသုံးရသုံးကပြင်ရပေါင်းတဲ့သကိုရသမားရှိသုံးကားတွေကကိုရသမားရှိကုန်လို့တစ်စိတသမားသုံးရသုံးကရမယ်ဒါရင်ကလေးတို့ကနေပြီးတော့အဲ့ ပေါင်းလို့ရတဲ့ပေါင်းနဲ့6.85ရဲ့10.39ရဲ့10.39ကိုပြန်လုပ်ကြည့်လိုက်။အပေါ်ကဖြည့်ပြတဲ့အပေါ်ကကိန်းပြတဲ့6.85ပြန်ရတယ်နော်။ဒါကအချို့သူ့ရဲ့နော်ညီဥပ္ပရာပေါ့နော်။ရလာတဲ့ပေါင်းနဲ့တည်းကနေပြီးတော့ကနေတလုံးနှုတ်ရင်ကျန်တဲ့ကနေပြန်ရတယ်ဆိုတော့ဥပ္ပရာက။ဒါနဲ့မခါဝေးတဲ့အတိုင်းပဲ9.5နည်းနဲ့10.5နည်းကိုပေါင်းမယ်။ဒီနည်းနဲ့ပေါင်းတော့ဒသမကိန်းနောက်ကကနေနေဖြစ်တဲ့နည်းနည်းနဲ့ပေါင်းတော့6 9.6နဲ့ပေါင်းတော့7ဆိုရင်စမောက်1 1 1ကြည့်မယ်။ဟိုက1 3ပေါင်းရင်3ပေါင်းနော်။ ကိန်းကြီးတွေပေါင်းတွေပဲ33.6ရာအဲခုနတိုင်းမှာစမားဆီဆေးမယ်စီရဲကမှအဲ့ဒီပေါင်းလက်ဖြစ်တဲ့33.6ရာရနေတယ်ကိန်းလုံးနဲ့ကြက်ကြက်ကိန်းလို့ဒီလုံးပြန်ရမယ်နော်ဒါဆိုရင်စမားတော့က59.2ကိုလုံးမှာဒါဆိုရင်ဘလာတော့66.4ရာနော်အပေါ်ကကိန်းလုံးပေါင်းကိန်းလုံးပေါင်းနဲ့ပေါင်းနော်ကိန်းလုံးနဲ့ရနေပြီမူလာကိန်းနှစ်ခုပေါ့နော်ပေါင်းမပေါင်းရသေးတဲ့မူလာကိန်းနှစ်ခုရနေတစ်ခုလုံးတစ်ခုပြန်ရမယ်ဒါဆိုရင်စမားတော့က6ရာနေလို့4 3 35.6 36.4ရာ ဲ့တော့ခေတ်က33.6တက်ရနေပြီတော့ကျွန်တော်16.3လေးကိုပြန်လို့ဒီလဲအဲ့ဒါ15.2ပြန်ရလိမ့်မယ်အခုကနမကငယ်ပါနမကငယ်က39.3ကိုညှောက်ခုတုံးတယ်39.3ကိုညှောက်ပြန်လို့ပေါင်းပေါင်းတဲ့ခါမှာကျွန်တော်9နဲ့3နဲ့ပေါင်းရင်မူလကေးပေါင်းလို့ပဲ9နဲ့3နဲ့ပေါင်းစနစ်ဆိုညှိရေးတက်တင်ရမယ်ခွန်းနဲ့တက်နဲ့ပေါင်းတော့ရှေ့3နဲ့3နဲ့ပေါင်းကုန်ညရှေ့ကဒသမရဲ့ရှေ့က3ရဲ့ပေါင်းတော့လဲ3ရဲ့ဒါပေမဲ့3နဲ့3မှာ3ရှိတယ်ဒါပေမဲ့ပြလဲစစ်စစ်စစ်တဲ့ခါမှာညနေမှာ3ရှိနေတဲ့ခါ အဘွားမူလာကြီးနှလုံးထဲကနေပြီးစက်တက်တလုံးပြုတ်လိုက်နော်တကယ်တမ်းမှာတညာခုံလုံးလို့ရင်အဖြေကတကယ်တမ်းမှာတညာတညာကိုရရှိပါလေအဲ့လိုရမှဒီလိုပေါင်းလက်ကမှန်မှာလို့နော်နောက်တစ်ခုကနမကကြီးပါနမကကြီးမှလည်းနမ3တမ်းမှာ3ညာနေအပေါင်း20တမ်းမှာခုရှိရေချိုးပေါင်းကြည့်မယ်နော်တမ်းမှာတွေညီအောင်ထားမယ်ပေါင်းတဲ့ခါမှာအဖြေကနည်းနည်းချင်းနဲ့ပေါင်းတော့3ညာအဲ10ရရပါ10ဆို3ညာကြီးတစ်တင်ဒီနေ့နဲ့ပေါင်းရှိ28နဲ့3နဲ့ပေါင်းလို့ရှိရင်နောက်30တက်ပြီနော်တကယ်တည်းကမှ80 80တောင်ရ အဲ့တော့ကျွန်တော်စစ်ဆေးမယ်။ဒုဒ္ဓသမရှိတုံညာတွေရနေပြီကွ။ကြိုက်တဲ့ကဏ္ဍနှုတ်ဒုဒ္ဓသမတုံညာနှစ်ကိုနှုတ်မစင်း၂၀ချီဒုဒ္ဓသမခုရှိရနေပြီ။ဟုတ်လားတုံညာရဲ့နှစ်ကိုနှုတ်မနှုတ်နိုင်တဲ့၁၀ချီ။ဒီတော့အပြေကင်းတွေကိုပေါင်းနေတော့တာတူတူပဲလို့ပြောရတယ်။ဒါကြောင့်မို့တုံညာရဲ့နှစ်ကိုမနှုတ်နိုင်မနှုတ်နိုင်တော့၁၀ချီရော၁၀ရဲ့နှစ်လို့ရှိရှိကခုနှစ်ပြည်သားမယ်ခုနှစ်တုံညာနှုတ်ခုနှစ်ဒုဒ္ဓတိရသုံးလို့တော့၂၈ချီတယ်နော်။အဲ့လိုမျိုးပြောပါတော့။အခုကနံပါတ်နှစ်ပါ။တာဝေးအပြည့်ပြိုင်ဝဲတစ်ခုရဲ့လမ်းကြောင်းကိုပုံမပြတ်ရတဲ့ ပြထားရမှာเนาะအဲ့ဒီပြိုင်ပွဲကြီးခီးကွာလို့ရှာပါတယ်ဆောင်းအဲ့ပက်ပက်လေကဒီဒီပြိုင်ပွဲကွင်းရပေါ့เนาะပြိုင်ပွဲရဲ့လမ်းကြောင်းတွေအကုန်လုံးပေါင်းမိရမှာเนาะဒါမှမဟုတ်တော့ပြိုင်ပွဲကြီးခီးကွာဝေးရဒုတိယမ8ကီလိုမီတာဒုတိယဒုတိယ6ရဲ့ဒုတိယမ2ဒုတိယမ3ဒုတိယဒုတိယမ9ဒီပြိုင်ပွဲရဲ့ခီးကွာကိုကျွန်တော်ပေါင်းလိုက်မယ်။နောက်တစ်ခါမှကျွန်တော်နော်အဲဒေါင်းလိုက်ပေါင်းလိုက်မယ်နော်။ဟုတ်လဲပေါင်းလိုက်မယ်။ဒါပြင်ကျွန်တော်ပထမနောက်ကနေလေးပေါင်းမယ်။86နဲ့ပေါင်း14 16 19 နော်19 26 26ရဲ့စမ6ရင်းပြီးတော့အဲဒသမရင်းမှာနှစ်တင်လိုက်မယ်နှစ်ဒသမပေါင်းက6ခု8 8ဒသမ6ကီလိုမီတာအခုရကြိုင်ဝဲရအကွာဝေးရနော်8ဒသမ6ကီလိုမီတာဖြစ်ပါတယ်နောက်နံပါတ်3အောက်ပါရိုးပေါင်းပါတယ်သူတစ်ခါရေးပေးလိုက်တဲ့ခြေရိုးပေါင်းလို့မြတ်ကနန်းသုံးခုပေါင်းပါတယ်နော်ဒါနဲ့ငါကလည်းပြတဲ့ငါးနဲ့လေးနဲ့ပေါင်းတော့ကိုကိုနဲ့သုံးနဲ့ပေါင်းတော့ဆယ်နှစ်နှစ်ရေးတည်တင်မယ်။နော်လေးနဲ့တည်နဲ့ပေါင်းငါးငါးနဲ့ချင်းနဲ့ပေါင်းစတုတ်သုံးနှစ်နဲ့ပေါင်းဆယ်ငါးငါးရေးတည်တင်မယ်။ခဏတည်နဲ့ပေါင်း ်နှစ်ခုနှစ်နှစ်ခုနှစ်ပေါင်း16 16နှစ်ခုနှစ်ပေါင်းတော့စကို6ရစ်တည်တယ်အဲ့ဒါပထမရှိအပြေကြီးနေမှာတော့တည်ရတာပေါ့နော်အပြေကတည်စမ9နှစ်ပါရေရိုးမူလကိန်းတွေကိုရေရိုးအပြေကြီးတွေကိုပေါင်းလို့ပဲဒါမှမဟုတ်30နော်30ကျော်လာနဲ့အရှိအစေပြေကိန်းတွေကိုတည်တင်တာပေါ့နော်အဲ့လိုမျိုးတော့ကြမှာပါအဲ့ဒီနောက်ဆုံးမှာကိုရီးယားတိနေပေါင်းတော့ရှိရှင်းရှင်းနေပေါင်း၁၆တော့၆ရည်တည်တယ်။ရှင်းရှင်းတိနေပေါင်း၉ကို၉နဲ့၄နဲ့ပေါင်း၁၇၃ရည်တည်တယ်။ကိုရီးယားတိနေပေါင်းရှိရှင်းနေ၁၆၁၆နဲ့၄နဲ့ပေါင်း၂၀နော်။ ဆယ်တမမှာ3600ရတယ်နံမခါရေးရအခုကနံမလေးအောက်ပါတို့ကိုရှင်းပါတယ်သူကတော့20မှာပြန်မှာတော့ဝင်နေရခဲ့ပြီလို့ရှင်းတဲ့ကောင်မှာတကယ်တမ16ပေါင်းတကယ်တမ10ညို့ဝင်ပေါင်းလိုက်မယ်တကယ်တကယ်တမ2ရှိရတယ်နော်6နှစ်နဲ့ပေါင်း8နှစ်နဲ့ပေါင်းလို့အခုကျအဲ့ဒီရလာတဲ့တရားမှာဆိုတော့တကယ်တမ3ရှိဖို့လို့ပါစီရချင်းတို့ညာနေပြတယ်ညာနေတော့နှိပ်နော်တကယ်တော့ညာနေတော့တင်ရတယ်ညာတက်မှာနှိပ်ပညာဆိုရောရရှိပါတယ် မခဝေးပါ15.23ရဲ့29.6 29.6ရဲ့36.3ရညာပူရဲ့သူကသုံးစလုံးပေါင်းလာကြည့်တယ်တခါလေးပြန်နေလဲပေါင်းနေရပါတယ်နောက်နှစ်ခါမှာ39ခွင်းနဲ့ပေါင်း10 19 9 8 8တင်6ခွင်း89ပေါ့နော်ဒသမနောက်မှာဒီတော့69ရတယ်အရင်မနက်ကမနက်ကပေါင်း10စလီစလီနဲ့6နဲ့ပေါင်း10ဆိုတော့ညကြီးနေ့တင်နေနေ့နေ့တင်နေပေါင်း3 5 6ခွင်း8 80ဒသမ9ရရှိပါတယ် နက်ကငယ်ကကျတော့ရှေ့ရကွင်းဝင်ဆုံးပေါက်မယ်နောက်ပြီးတော့နောက်ကကွင်းဝင်ပေါက်မယ်ပြီးတော့မှအဲရလာတဲ့အဖြစ်နဲ့ခုကမှနှုတ်ပြရမှာနော်ဒီစတိတသမရှိနေနဲ့23သမ6ခုနဲ့ရင်းဆုံးပေါက်မယ်ခုနဲ့လေးနဲ့ပေါက်တော့ဆိုတော့17ရရဲ့တေးတတေးရှိနေတဲ့နဲ့ပေါက်ကို6 9နဲ့ချက်တော့ပေါက်55 9ရေးတတေးမယ်နော်အဲ3 4 5ရရဲ့ဒီနဲ့ဒီနဲ့ပေါက်တော့95သမ5တိတာအရှေ့ရကွင်းကိုပေါက်တာပါဒါဆိုနောက်ကကွင်းကိုလည်းပေါက်မယ်6သမ36နဲ့3 3သမ8ရှိနေကိုပေါက်မယ် နော်6နှစ်ချင်းနဲ့ပေါင်း14 4တိတိနော်နှစ်နှစ်ချင်းနဲ့ပေါင်း3 9နှစ်3နှစ်ပေါင်းတော့7နှစ်ညဉ့်မှ3နှစ်ညမှာသူတို့နှစ်ခုအပြင်နှစ်ခုကိုပြန်ပြီးတော့လှုပ်ပြရမှာပါ55ကဒသမ5တိတိနဲ့7နှစ်လမှ3နှစ်ကိုလှုပ်မယ်လှုပ်တဲ့ကမှာသမောင်တိတိရလေးကိုလှုပ်လို့မရဘူးနော်နောက်ဆုံးဒသမရဲ့နောက်ကနော်နောက်ဆုံးခဏကနေစလုပ်မယ်နော်တိတိရကလေးကိုလှုပ်လို့မရတော့10ရှိမယ်10ရဲ့လေးတော့6 6နှစ်တိနှစ်ပေါင်း9ခါက၄ပြည်တော့မယ်၄ရဲ့တော့တော့1 9ရဲ့နှစ်တော့3 3ရဲ့နှစ်တော့2ဒါပေမဲ့အဖြေက 33ဒသမ1ခုကိုပြောရရှိပါမယ်။ဟောနံပါတ်5ပါဝိသေကတိရတဲ့ခရီးတစ်ခုအသွားမှာ၄စီ3ချိန်ဖြစ်ရမချိန်မှာစနိဒသမ2ကလည်းဒုတိယချိန်မှာစတိဒသမ6ကလည်းတတိယချိန်မှာ33ဒသမ4ကလည်းဖြစ်ခဲ့ရတယ်။စုစုပေါင်း၄စီကလည်းညဖြစ်ခဲ့ရသည်နည်းလို့စုစုပေါင်းလို့ကျွန်တော်ပြောတဲ့စမှာပေါင်းမှာမပေါင်းရင်ဓမ္မချိန်ဖြစ်ခဲ့သော၄စီကစနိဒသမ2ကလည်းဒုတိယချိန်ဖြစ်ခဲ့တာကစတိဒသမ6ကလည်း တတိယချင်းပြည့်သောစီကလည်းငါစတုံးတက်သမား၄ကလည်းသတင်းသမားတို့ကလိုချင်တာစူးပေါင်းပြည့်ခဲ့သောဓာတ်စီကိုလိုချင်ရင်ဆိုတော့ဘုံဘုံကိုဘာလို့ပြရမှာတော့ပေါင်းပြရမယ်ဟုတ်နော်သတင်း၉နဲ့နှစ်နှစ်ပေါင်းတော့၁၁၁၁နဲ့၄နှစ်ပေါင်း၁၅ငါရေးဓမ္မရဲ့နောက်မှာငါရေးမယ်ရှေ့ဓမ္မရှေ့ကိုတစ်တင်မယ်ဒီနှစ်နှစ်နဲ့ပေါင်းတော့၃၃နှစ်နဲ့ပေါင်း၄၄နဲ့၃နှစ်ပေါင်း၇ရှိရတဲ့သူလုံးပေါင်းတဲ့အခါမှာ၃ပါနော်ဒါဆိုရင်ဒုစုပေါင်းပြည့်ခဲ့တဲ့ဓာတ်စီကလည်း39တက်မှာ9ကလည်း ောက်တစ်ခုကနံပါတ်6ပါလူမျိုးကြီးမိုးရချိန်လက်မကတဲ့လွန်ခဲ့သောနှစ်က25.3နှစ်လက်မရှိပြီးတော့အခုနှစ်မှာတော့30.4ဒီလက်မဖြစ်ပါတယ်ဒီခုနှစ်ကတဲ့လွန်ခဲ့သောနှစ်ကတဲ့မိုးရချိန်လက်မမြပူရခဲ့တယ်မျိုးပူရတာသိရင်စမတော့ဘာလုပ်ပေးရမလဲဆိုလို့ရှိရင်နှုတ်ပေးရမှာပေါ့နော်လွန်ခဲ့သောနှစ်ကမိုးရချိန်က25.3နှစ်လက်မဒီခုနှစ်မိုးရချိန်က30.4ဒီလက်မအရင်လွန်ခဲ့သောနှစ်နှစ်ထက်ပိုသောမိုးရချိန်လို့ရှိရင်စမတော့ 30ဒသမ4ဒီထဲကနေ25ဒသမ3ဒီကိုနှုန်းမှာနှုတ်တဲ့ကမှာအရင်တိုင်းပဲတိတိကျကျနေလို့တာနှုတ်မရဘူးနေရာတော့30ချီရယ်30ရဲ့နေလို့တော့ရှေးရှင်းနေတဲ့နေပောင်းကို၄ရက်သုံးဖြစ်သွားမယ်၃ရက်သုံးလို့တော့၃ရက်30ရက်25လို့တော့ငါနေ9ဒသမ3ညာကိုလက်မှာပို့ပြီးတော့ရှားရယ်ပေါ့နော်ပို့ရပါတယ်ဒါကြောင့်မို့ဒီလိုမယ်လူငယ်တော့နေတဲ့ပို့တော့ငွေချင်းက၉ဒသမ3ညာကိုလက်မှာ9ဒသမ3ညာကိုလက်မှာဖြစ်ပါတယ်ဒါပြင်ဒီနေ့ကတော့၄ချင်းငယ်3ဒသမ6က နံပါတ်1ကနေ6ဒီဖြစ်ပါတယ်အဆုံးဖြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်